ချင်းမြင့်နဲ့ဖလန်းမြို့သိန်းတိုက်ပွဲမှာပါဝင်တိုက်ခိုက်ပေးခဲ့တဲ့မြင်းချန်ခရအမှတ်ကိုတရံကရဲဘော်ခနုံဦးကြဆုံးပြီးသုံးဦးကိုလည်းအင်ကဆုံးရှုံးခဲ့ရတယ်လို့တပ်ဖွဲ့ကောင်းဆောင်ဘူမိုက်ခဲက MP ကိုပြောပါတယ်။ချင်းမြင့်နောက်စစ်စစ် Operation CB ဖြစ်ချင်းမြင့်နောက်တပ်ဖွဲ့ဝင်နေတဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကဖလန်းမြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာအညာမြေပြန့်ဒေသကမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေလည်းအများအပြားပါဝင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အဲ့ဒီတဲမှာငင်းကြံ black tiger MED တပ်ဖွဲ့ကစစ်ကြောင်းနှစ်ကြောင်းနဲ့ပါဝင်တိုက်ခိုက်ခဲ့တာလို့ဘိုးမိုက်ခဲကပြောပါတယ်ကျွန်တော်တို့ဖလမ်းမြူဒိတ်တိုင်းမှာ MED တပ်ဖွဲ့အနေနဲ့စစ်ကြောင်းနှစ်ကြောင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်တက်ရင်အရတော့အကူတော့ကျွန်တော်အနေနဲ့မပြောကြားချင်ပါဘူးဗျာအဲကျွန်တော်တို့ဒီဘလိုပဲဖြစ်ရပေါ်တော့တောင်းတအောင်ကြည်မအောင်အဲကျွန်တော်တို့ပြီးရင်မြေပြန်မြေပြန်လူတွေကပုံများပါတယ်အဲမြေပြန်ကကျွန်တော်တို့ရဲဘော်တွေတောင်းတန်းကချင်းနေတယ်ပေါ်တော့ကျွန်တော်တို့အကောင်းဆုံး ဘောနောဒီအာနာရှင်စနစ်ကိုတွန်းလှန်ခဲ့တွန်းလှန်တဲ့တိုက်ပွဲတစ်ပွဲလေးဖြစ်ပါလေရတာလေဖလန်းမြို့သိမ်းတိုက်ပွဲတွင်ကြာဆုံးခဲ့တဲ့ MBD တပ်ဖွဲ့ရဲဘော်ခုနှစ်ဦးဟာမဟာမိတ်ရဲဘော်တွေထိခိုက်ဒဏ်ရာရရှိမှုကိုတွားရောက်ကယ်ဆယ်ချိန်မှာကြာဆုံးတာစနိုက်ပါထိမှန်တာဘုံးစားထိမှန်တာတွေကြောင့်ကြာဆုံးသွားခဲ့တာဖြစ်ပြီးကိုလဲအင်ကပျက်စီးဆုံးရှုံးခဲ့ရတဲ့ရဲဘော်၃ဦးကတော့လေကြောင်းပုံကျဲမှုကြောင့်မျက်လုံးဆုံးရှုံးခဲ့ရတာစနိုက်ပါထိမှန်တာနဲ့ နဲမိုင်းကြောင့်ခြေတစ်ဖက်ဖြတ်တောက်သွားတာတွေရှိခဲ့ပါတယ်။ဒါပြင်တိုက်ပွဲတွင်းမှာအခြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ရဲဘော်30ဦးရှိသေးတယ်လို့လည်း MED တပ်ဖွဲ့ကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ်။ဖလန်းမြို့သိန်းစစ်စင်ရအချိန်၅လတာကြာမြင့်ခဲ့ပြီးဖလန်းမြို့နယ်တနယ်လုံးစိုးစုကင်းစင်နယ်မြေဖြစ်ချင်းကြီးနောင် CB တပ်ဖွဲ့ရဲ့ကုတ်ကဲမှုနဲ့အတူမြေပြန့်ဒေသမှာတော်လိုင်းအင်အားစုတွေကလက်တွဲညီညီပူးပေါင်းတိုက်ပွဲဝင်ခဲ့တာပါ။